ကချင်းလွတ်မြောက်ရေးတပ်မတော် KIA ပြစ်ချလို့ရွှေကူမြို့အနောက်ဘက်မှာဖြစ်ကြခဲ့ရတဲ့ရဟတ်ရင်ကိုမောင်းနေသူပိုက်လို့နဲ့ဖွဲရနေပြည်တော်မှာမြစ်ချီနာနံပေါင်လေးတပ်တို့စစ်စင်ရေးတွဲဘက်အနေနဲ့လာရောက်ဆောင်ရွက်နေတဲ့ပိုက်လို့နဲ့အဖွဲဖြစ်တယ်လို့ BBM မှစုံစမ်းသိရှိရပါတယ်2025ခုနှစ်မေလ20ရက်နေ့လယ်တနားရီမှာကချင်းပြည်နယ်ဗမော်မြို့သို့စစ်ကူပို့ပြီးအပြန် KIA ရဲ့ပြစ်ခတ်မှုကြောင့်ထိမှန်ခဲ့ရတဲ့ရဟတ်ရင်နေစီအနက် MI17 ရဟတ်ရင်အမတ် 66305ဟာရွှေကူအနောက်ဘက်ကိုပြတ်ကြပြီးရဟတ်ရဲ့မောင်းနေသူဘုံမူတမ်းမင်းဆောင်နဲ့ခရူတစ်ဖွဲ့လုံးကနေပြည်တော်ကပြောင်းရွှေ့လာတဲ့သူများဖြစ်တယ်လို့သိရပါဗျ။ရဟတ်ရင်က3စီးဆိုတော့ဖြစ်ကစားကဘယ်ရင်မှမသိဘူး။အခုတော့တေချာသွားပြီ။ MI 17 66305ကနဲ့ပိုက်လော့ကဘုံမူတမ်းမင်းဆောင်ပါဟုတတ်တွင်သတင်းနှီးဆက်သူတအူးမှ BBM ကိုပြောပါဗျ။အဆိုပါရဟယင်ပြတ်ချမှုအတွင်းလေတက်မှဘုံမူတမ်းမင်းဆောင်ဘိုးကြီးမျိုးထက်အောင်ဘိုးကြီးချမ်းသာအရာကမှုတတ်ဝင်းတက်ချက်ကြီးကျော်စင်မင်းဟန် ်တက်ကြကြီးတက်ဝေတက်ကြကြီးတက်ဦးတို့ပါဝင်ခဲ့ပြီး၎င်းတို့အားလုံးဟာနေပြည်တော်လေတက်စကန်အမှတ်913မှာမြစ်ကြီးနားနံပေါင်းလေတက်တို့စစ်စင်ကြီးတွဲပတ်အနေဖြင့်ရွှေပြောင်းတော်ဝင်ထမ်းဆောင်ကြသူများဖြစ်တယ်လို့လည်း၎င်းသတင်းရင်းမြစ်မှာဆက်ပြောပါရယ်အဆိုပါပြကြမှုအတွင်းသိဆုံးသွားတဲ့ပိုက်လော့နဲ့အဖွဲ့တွေရဲ့နာရေးကိုကျန်ရသူမိသားစုတွေကနေပြည်တော်လေတက်စကန်အမှတ်913မှာယနေ့ပြုတ်လုပ်သွားဖို့ရှိတယ်လို့လည်းသိရှိရပါရယ်